လွတ်တော်ရှိတက်မတော်သားကိုယ်စားလှယ်များလွတ်တော်တွင်မှထုတ်ခွာသားဖို့အတွက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂမှခေါင်းဆောင်တွေဖြစ်ကြတဲ့ကိုစရာလွင်ကိုပိုင်ရဲသူကိုနန်းလေးနဲ့ကိုပိုင်ဖြိုးမင်းတို့ကိုမတ်လ29ရက်နေ့နဲ့ဆင်နိုင်ဝင်းကျင်ကဗေဒန်မြို့နယ်တရားရုံးမှာပုံမှန်78ပုံမှန်905ခါဝေးတို့နဲ့ရုံးထုတ်ခဲ့ပါတယ်။အဲ့ဒီရုံးချင်းမှာတက္ကသိုလ်ကျောင်းသားတွေကပုံမှန်78နဲ့ပုံမှန်905ခါဝေးတို့အတွက်တရားစွဲဆိုခံရတဲ့ကျော်ရနာမြို့နယ်အတွက်ရှင်းနေကိုစလဲလွှဲဆောင်ကိုရုပ်သိမ်းခဲ့ပြီး ယခုယုံချင်းကိုလည်းတရားရင်ဆိုင်ခြင်းမပြုဘဲသွေးမှောက်ခဲ့ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကိုပိုင်ရဲသူကတရားစီရင်ခြင်းကိုသွေးမှောက်တာနဲ့ပတ်သက်ပြီးယခုလိုပြောပါတယ်။ကျွန်တော်တို့ကြောက်တရားမှာဖဲထားတဲ့ငါးမှာပုံမှန်ငါးငါးခါတော့ကျွန်တော်စစ်တယ်။အဲ့ဒီတော့ကိုကျွန်တော်တို့ကဟိုအရင်ဘက်ကဝဲရန်အမှုမှာရှင်းနေကိုယ်တည်းတွဲတာယုံသိမ်းတဲ့အတိုင်းပဲဒီနှစ်ကိုလည်းဟာဒီအပတ်ကိုလည်းကြောက်တရားမှုတွက်ကိုကိုယ်တည်းလည်းတွဲတာယုံသိမ်းခဲ့တယ်ပေါ့။ဟိုပုံမှန်သစ်နဲ့ပတ်သက်ပြီးတော့ဒီ တော့မှဆက်ရှိရတော့ဘယ်ဘက်ကမှုတော့ဆက်တာအဲ့ဒါပဲတရားစီဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မူတိုင်းပဲကျွန်တော်တရားရုံးတွေမပြုတ်ပိုင်းနဲ့တရားဖွင့်ပြပေါ့ထွက်နေခဲ့တာယခုယုံချိန်မှာတရားလိုပြတဲ့တဲ့အဖြစ်ဒီရဲ့အုပ်ကောင်းဆောင်မှုကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်